တ်တော်ကျင်းပခြင်းဂျာနယ်ဖတ်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တူကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကပြင်းပြင်းထန်ထန်ပဲသတိပေးလိုက်ပါတယ်။ဦးမျိုးတော်တွတ်တော်ထဲမှာဂျာနယ်ဖတ်မှုမဟုတ်ဘူးနော်။အဲ့ဒီစိမြကန်နဲ့လို့ပစိလာနေဒီဇင်ဘာလ20ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတမူးမဲဆန္ဒနယ်ကဥနယ်နယ်ဝင်းမိโกမင်းမြဲနေချိန်မှာ လွှတ်တော်အမတ်တဦးဖြစ်တဲ့ဦးမျိုးစောင်းကဂျာနယ်ဖတ်နေတဲ့အတွက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကသတိပေးလိုက်တာပါပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကနေလွှတ်တော်ကျင်းပနေချိန်မှာဂျာနယ်ဖတ်နေတဲ့ဦးမျိုးစောင်းကိုစီမဲကမ်းမဲမလုပ်ဖို့နဲ့စီကမ်းမဲလုပ်ရင်လွှတ်တော်ရဲ့ဝင်မလာဖို့သတိလည်းပေးလိုက်ပါတယ်အရင်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့သူရဦးရွှေမန်းလက်ထက်တုန်းကလည်းလွှတ်တော်ကျင်းပနေချိန်မှာလွှတ်တော်ကိုယ်စားလှယ်တွေအိပ်ပျော်နေတာဂျာနယ်ဖတ်နေတာဖုန်းအသုံးပြုပြီးအင်တာနက် ုံးနေတာတွေရှိခဲ့ပေမဲ့ဒီလိုသတိပေးတာမလုပ်ခဲ့တာကြောင့် Facebook social network မှာပေါ်ပြခံခဲ့ရတာတွေရှိပါတယ်။ဒါပေမဲ့အခုလွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တက်တန်းမှာတော့လွတ်တော်ကိုယ်စားလှယ်တူဦးကိုပြင်းပြင်းထန်ထန်သတိပေးလိုက်တာဟာဒါပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်ရှင်။